ပိုင်းအောင်တန်းနေသောရှင်ပုတ်ကလေးများဟာမွေးဖွားပြီးပထမတလအတွဲလူသားနေလိုပါပဲအိတ်လိုက်နိုးဆိုးလိုက်နဲ့အချိန်ကုန်နေတတ်ပါပဲအစာလည်းမစားနိုင်သေးပါဘူးသူတို့တွေသူတို့ကခုတဲသောအစာကတော့မိခင်ရဲ့အာဟာရပြည့်ဝသောနှုတ်ရည်သာဖြစ်ပါတယ်သူကလေးတွေသူကအာဟာရပြည့်ဝသောနှုတ်ချူတွေအလုံးလုံးရရှိနိုင်ဖို့နေ့စဉ်အစာမင်းညာစားသုံးဖို့လိုအပ်ပါတယ်အစာရှာမထွက်ခင်သူကလေးတွေကိုလုံခြုံအောင် အတိုက်ရအကာရံတွေနဲ့တော်ကြာဖုံးဖို့ပေးထားခဲ့ပါတယ် ဒီလိုပြုလုပ်ခြင်းဟာသူ့ကလေးတွေကိုမွေအသာစားငတ်စတဲ့တခြားအန္တရာယ်ပေးနိုင်တဲ့ဘီးရန်ကနေကာကွယ်နေတာဖြစ်ပြီးသူမအစာရှာသွားတဲ့အချိန်စိတ်ချလက်ချထားခဲ့နိုင်ပါတယ်။မိခင်ရှင်မကြီးကလည်းသူ့ကလေးတွေကိုပြုစုဆောင်ရှားရတာဟာလည်းမလွယ်ကူပါဘူး။ဒီတိုးအုပ်ထဲမှာတခြားသားရဲ့ဒရိတ်ဆန်များနဲ့ပြည့်နှက်နေပြီးသိန်းငတ်မွေတခြားသားရဲ့ဒရိတ်ဆန်တို့ရဲ့ရန်ပြုတ်တိုက်ခိုက်မှုကိုရှောင်ရှားရန်သူဟာအမြဲတမ်းနှိုးကြားနေရပါတယ်။တချိန်တည်းမှာပဲသူ့ရဲ့ကလေးတွေရှိရာကိုမပြောင်းခင် သူ့ရဲ့အစာအာဟာရလိုအပ်ချက်ကိုဖြည့်ဆည်းဖို့တည်တည်တည့်ရွက်တွေကိုပိုက်ပြည့်အောင်စားသုံးရပါတယ်။တွမ်ဘလကအကြမှာတော့ရှင်ပေါက်ကလေးတွေဟာတည်တည်တသားပဲကြီးထွားလာကြပါပြီ။မိခင်ရှင်မကြီးမှာတော့ကလေးတွေကိုပြုစုဆောင်ရှောက်ရတာအလွန်ပဲပင်မနေပုံရပါတယ်။မွေးခင်းစကလေးတွေကိုပြုစုဆောင်ရှောက်ရတာဟာလူသားတွေအတွက်ပဲမဟုတ်ဘူးဆိုတာဒီဗီဒီယိုကိုကြည့်ရင်သိနိုင်ပါတယ်။ဒီတော့မိခင်ရှင်မကြီးကသူ့ကလေးတွေကိုနိုးတိုက်တဲ့အချိန်မှာတခါတည်းအိတ်ဆက်အနားယူလေးရှိကြပါတယ် နေ့စဉ်နဲ့အများဤကဲ့သို့ note တိုက်လိုက်အစာရှာသွားလိုက်လုကင်နေရတာဟာသူတို့ဘဝရဲ့ဒစိတ်ပိုင်းပါတယ်ဒီနေ့တော့ကံကောင်းပြီးငှက်ဥတွေကိုတွေးလိုက်ဟပါတယ်ဤငှက်ဥတွေဟာ protein တက်ကြွားပေါ်ပြီးသူ့အတွက်စာကောင်းလည်းဖြစ်ပါတယ်အချိန်နှလုံးလောက်အကြာပြီးသွားချိန်မှာတော့ရှင်ပေါက်ကလေးတွေဟာဟတော်ပင်ကြီးမြင့်လာကြပါပြီသူတို့ဘဝရဲ့ရှင်သန်နိုင်မှုအတွက်တချို့ကိုတင်ယူနေကြပါပြီဒါပေမဲ့မိခင်ရှင်မကြီးအတွက်တော့တိတိတသာတာဝန်တွေယော့ကျသွားခြင်းတော့မရှိသေးပါဘူးသူတို့ကို노조အစားတိတိသေးရတွေကိုရှာဖွေကြွေးမွေးကြပြန်ပါတယ် ပြီးရင်တော့သူတို့မိသားစုအိတ်ဆက်အနားယူဖို့အချိန်ကြပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်